အားလုံးပဲမင်္ဂလာပါရှင်။ဗမာခေတ်သစ်တရင်ဌာနရင်ထိတ်တန်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ KK ပတ်ကြားဖြန့်ဝင်တွင်ကိုတွင်းအင်ကာထုတ်ယူသည့်အထူးကုဆရာဝန်များနှင့်ခွဲစိတ်ထုတ်ယူသည့်စေယုံဆောင်များပင်ရှိကိန်းဈေးကွက်တွင်ဒေါ်လာတသိန်းမှတသန်းအထိဈေးရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အော်တိုဘာလမှစတင်ပြီးမြန်မာစစ်ကောင်စီကထိုင်းမြန်မာနယ်စပ်မြဝတီမြို့ရှိနမဲဆိုးနှင့်ကဘာကျော်သော KK ဖက်ကြားဖြန့်ဝင်အားစီးနှင်းဖောက်ခွဲဖျက်ဆီးနေရ ခပြေးလို့မြောက်လာသူများစွာရှိသလိုပြန်လည်ရှင်းလင်းပြောပြမှုများအရာထိုးခွင်းအတွင်လူကိုရင်းအင်္ကာများထုတ်ယူကောင်းမောက်ခိုစည်းကွက်အတွင်သို့ရောင်းချရာတွင်ခွဲစိတ်ထုတ်ယူသည့်အထူးကုစရာဝယ်များဈေးရုံအဆောင်များရှိခဲ့သည်ဟုသိရပါသည်။ရင်းစားဖြတ်ဝယ်အတွင်အထင်ရှားဆုံးသောလူကိုရင်းအင်္ကာထုတ်ယူရောင်းစားသည့်ကိစ္စများတဲ့ဗီလာရုသူဗီရာဂရက်ဆိုဗီယာနှင့်ကင်ညာသူ ခရီမတ်စတာတို့ကိစ္စများဖြစ်ခဲ့ပါတယ်။အသက်26နှစ်ရှိပြီဖြစ်သောငရွယ်ချောမော့သည်ဗီလာရုနိုင်ငံသူအဆိုတော်မာလီဖဲရာသည်2025ခုနှစ်စက်တင်ဘာ12ရက်ကလစာအလွန်ကောင်းသောမော်ဒယ်လုပ်ငန်းလုပ်ကိုက်ရန်ဒိန်လေခံရမှုကြောင့်ဘန်ကောက်သို့စတင်ရောက်ရှိလာပြီးတပတ်အတွင်းမှာပင်မြန်မာနေဆက်ကြားဖြတ်ဝင်သို့ရောက်ရှိခဲ့ရကြောင်းချုံမော်ပြီးငရွယ်သူဖြစ်သောကြောင့်ချမ်းသာသည့်နိုင်ငံတကာမှအမျိုးသားများကိုပြစ်မှတ်ထားငွေလိမ်ရသည့်အလုပ်ကိုခိုင်းစေခံရပြီးမိခင်ဖြစ်သူသည်အောက်တိုဘာ၄ရက်၌သာ နောက်ဆုံးအကြိမ်အဖြစ်သမီးဖြစ်သူဘဲတာနဲ့အဆက်အသွယ်ရပြီးနောက်ပြန်ပေးငွေဒေါ်လာ5သိန်းတောင်းကြပြီးမပေးနိုင်တဲ့ပြင်ရပိုင်းအကြာနိုင်ကိုရင်းအင်ကာထုတ်ယူကရောင်းစားလိုက်ပြီးအလောင်းကိုမီးရှို့လိုက်ပြီးဟု message ပို့လာခဲ့သည်ဟုသိရပါတယ်။ခင်ညာသူ Grace Mother သည်လည်း22နှစ်သာရှိသေးကချုံမလှပသူဖြစ်ပြီး KK ဘတ်တို့ရောက်ပြီးလ ీల အကြာတွင်ကိုရင်းအင်ကာများထုတ်ယူခံရကခိုင်းဘတ်ချမ်းတို့တတိလစ်ပြီးပြင်းထန်စွာဖျားနာပြီးရောက်ရှိလာသူဖြစ်ပါတယ်။ မဲဆောက်တွင်အခြေစိုက်ကကြားဖြန့်တစားကန်များနှင့်လူမောင်ခိုကူးခံရသူများကိုကူညီကယ်ဆယ်ရေးလုပ်နေသည့် Global Alan အဖွဲ့မှ CEO Machili Mogan Grace Master သည် KK ပတ်စရုံတွင်တရားမဝင်ကိုရင်းအင်ကာထုတ်ယူခံရပြီးမဲဆောက်သို့တတိလိရောက်ရှိလာကြောင်းမိသားစုနှင့်တွေ့ဆုံနိုင်ရန်ဆက်သွယ်ပေးပြီးအသက်ဆက်နိုင်ရေးအသက်ကူကရိယာများတက်ဆင်ထားရှိပေးတော်လဲ ညီတို့များအသက်မရှင်နိုင်တော့သဖြင့်အသက်ကူကရိယာများကိုသူမကိုယ်တိုင်ဖြုတ်ခဲ့သည်ဟုပူလစ်စာစင်တာသို့ပြောကြားသွားခဲ့ပါတယ်။အသက်24နှစ်အရွယ်စိုက်ဘီးရီးယားသူဒါရှီနီမာအိုချာနီမာယီကာကိုလည်းခေကေပတ်ကြားဖြတ်ဝင်တဲ့၌ပင်ကိုရင်းအင်ကာများထုတ်ယူရောင်းစားရန်စီစဉ်ခဲ့သေးတော့လေ။ထိုင်းရှိရုရှားအသံအမှတ်ကြီးတိုမီခင်ကိုယ်တိုင်ဂျောင်းဝင်စစ်ဆက်ရာမှာအောင်မြင်စွာကဲထုတ်နိုင်ခဲ့သည့်မှတ်တမ်းလေးရှိပါတယ်။ယခုနောက်ဆုံးခေကေပတ်ကြားဖြတ်ငရေကံမှလွတ်မြောက်လာသည့်ရုရှားသူကေစီနာဖန်တီလီဘာက မိမိတည်းလည်းထိုင်းတွင်ဘာသာပြန်အလုပ်ဟုလိန်ခေါ်ခံရပြီးနနက်ကင်စစ်သားများကတောင်ရင်မြစ်ကိုဖြတ်ကျော်ခိုင်းပြီး KK ဘတ်တို့ခေါ်ဆောင်ခဲ့ကြောင်း KK ဘတ်မှ2မိနစ်သွားစအကွာဝေးနိုင်ရှိသည့်ဖူလင်ဟုခေါ်သောအဆောင်တွင်အလုပ်လုပ်ရကြောင်းထိုအဆောင်မှာလူများကိုရိုက်နှက်နှိပ်စက်သည့်အဆောင်ဖြစ်ကာလိန်လယ်မှုအလုပ်ကောင်းစွာမလုပ်နိုင်သူများအားပို့ဆောင်နှိပ်စက်ရာအဆောင်ဖြစ်ကာထိုသို့နှိပ်စက်သည့်တိုင်ထပ်အသုံးမဝင်နိုင်တော့လျင်အနီးနားရှိကိုရင်းအင်ကာများထုတ်ယူကာမောက်ခိုးဈေးကွက်သို့ပို့ဆောင်သည့် ခွန်းစိတ်ရဆေးုံဆောင်တို့ပို့ဆောင်ခဲ့ရကြောင်းပြောကြားပါတယ်။၎င်းသည်ဘာသာပြန်မှုနှင့်လူမှုကွန်ရက်ပေါ်လိမ့်လေပေးရမှုတွင်အတုံးချနေသဖြင့်သာကန့်ကောက်ခဲ့ပြီး KK ဘတ်တို့အလုတ်ဝင်ရန်နှီးမျိုးစုံဖြင့်လာရောက်သူတိုင်းအားသွေးစစ်ချက်မှကိုရင်းအင်ကာမှောက်ကိုစည်းကွက်လိုအပ်ချက်နှင့်ခိုက်ညီမှုရှိမရှိမှတ်တမ်းထားရန်လှုံ့ဆော်ခြင်းဖြစ်သည်ဟုဒက်ဆန်တို့ပြောကြားသွားခဲ့ပါတယ်။ညူယောက်တက္ကသိုလ် Grossman စီးပညာသင်ကျောင်း၏ဇီဝချင်းဝိဆိုင်ရာပေါမောက်ခဒေါက်တာအာတာကက်ပလန်ကကိုရင်းအင်ကာထုတ်ယူပြီးမှောက်ကိုစည်းကွက်တွင်ညောင်းစားခြင်းမှာရွယ်ကူသည့်လုပ်ငန်းမဟုတ်သောကြောင့် KK ဘတ်ကြားဖြတ်ဝင် င်အတွင် အထူးကုဆရာဝန်များခွဲစိတ်စည်းရုံအဆောင်များရှိမိမှသေးကြကြောင်းအလွန်ခက်မိသောပြင်ဆင်တိဆောက်မှုရှိမှသာ လုံနိုင်စွမ်းရှိသည့်အရာဖြစ်ကထောက်ယူခံရသူသည် ကျမ်းမာပြီးငယ်ရွယ်ရမည်ခွဲစိတ်မှုတွင်စောင့်ကြည့်ရသည့်ဆေးဖက်ဆိုင်ရာပညာရှင်များစွာပါဝင်ရသည်ဟုသုံးသပ်ပြောဆိုသွားပါသည်တရုတ်နိုင်ငံသည်မြန်မာနှင့်အိန္ဒိယချင်းဖြစ်နေခြင်းကကိုရင်းအင်ကာမှောက်ကိုဈေးကွက်အတွက်လူကိုရင်းအင်ကာများကိုအဆိုပါကြားဖြန့်ဝင်များအတွင်ထုတ်ယူပြီးပေးပို့ရန်အချိန်မီနိုင်ကြောင်းအချိန်မမီသည့်ဝေးလံမှုရှိလျင်ကိုရင်းအင်ကာအစားထိုးမှုမအောင်မြင်နိုင်ကြောင်းကမ္ဘာတွင်ကိုရင်းအင်ကာခွဲစိတ်လဲလဲရန်လိုအပ်သူစုစုပေါင်း ဆယ်ရာခိုင်နှုန်းသာလှူဒန်းသူများထမ်းမှရရှိနိုင်သဖြင့်ကိုရင်းအင်ကာမှောက်ကိုစည်းကွက်ကြီးသည်အလွန်ကြီးထွားလာနေပြီးအများအားဖြင့်ဆင်းရဲလွန်းသဖြင့်ဆန္ဒအလျောက်ကိုရင်းအင်ကာထောက်ရောင်းသူကမှောက်ကိုစည်းကွက်၌အများဆုံးဖြစ်ကြောင်း၎င်းကပြောပါရယ်ထို့နောက် KK ဘက်ကြားဖြတ်ဝယ်အတွင်းမှအာရမကိုရင်းအင်ကာထောက်ယူရောင်းချသည့်လုပ်ငန်းများမှရရှိကြောင်းမှောက်ကိုစည်းကွက်၌ကြောက်ကက်ခဲ့သို့သော ကိုရင်းအင်ကာတစ်ခုတန်ဖိုးသည်ဒေါ်လာတသိန်းမှ၁၀သိန်းအထိဈေးပေါက်သက်ဖြင့်ကြားဖြန့်ကိုရံများ၌လိုအပ်သည့်ဝယ်လက်ရှိပါကကိုက်ညီသူများထက်မှကိုရင်းအင်ကာထုတ်ယူရောင်းစားခြင်းဖြစ်သည်ဟုတုံ့သက်ပြောဆိုသွားခဲ့ပါသည်မောရံမျိုးသိန်းတိုက်ပွဲတွင်မြို့မရဲစခန်းနှင့်လာဝကခိညာလုံချုံရေးခိတ်စခန်းများကိုတော်လန်ရေးတပ်များကသိမ်းယူလိုက်ပြီးနေရအများစုကိုထိန်းချုပ်စစ်တပ်မှစစ်သားအများအပြားထိုင်းဘက်သို့ထွက်ပြေးပြီးထိုင်းစစ်တပ်ထံသို့လက်နက်20ကျော်အနံခိုးလုံနေဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မောတောင်မြို့ပေါ်တွင်စစ်တပ်နှင့်တော်လှန်ရေးတပ်များအကြားတိုက်ပွဲများအပြင်းထန်ဖြစ်ပွားပြီးနောက်မောတောင်မြို့မှရဲစခန်းနှင့်လာဝကလုံခြုံရေးကိန်းများကိုတော်လှန်ရေးတပ်များကသိမ်းယူလိုက်ကြောင်းတော်လှန်ရေးသတင်းရင်းမြစ်ကသတင်းဌာနကပြောကြားပါတယ်နိုဝင်ဘာလ10ရက်နေ့မှာစတင်ပြီးစစ်တပ်ကမောရံမြို့နယ်ထိုင်းမြန်မာနယ်စပ်ကုံသွေးရေးလမ်းကြောင်းကိုမင်းမြေစိုးမိုးမှုပြန်လည်ရရှိပြီးစစ်ကြောင်းထိုးလာကြောင်း ထို့သို့စစ်ကြောင်းထိုးလာမှုအတွင် KNLA ဦးဆောင်သောတော်လှန်ရေးတပ်များနှင့်တိုက်ပွဲများအပြင်းထန်ဖြစ်ပွားပြီးနောက်မြို့ပေါ်အထိပါတိုက်ပွဲများကူဆက်ခဲ့ကြောင်းနိုဝင်ဘာလ17ရက်နေ့နဲ့နိုဝင်ဘာလ12ရက်နေ့တို့တွင်တော်လှန်ရေးတပ်များကမောရောင်မြို့ပေါ်ရှိမြို့မရဲစခန်းလုံခြုံရေးခိညာလာဝကခိညာကိုတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသိရပါတယ်။သူတို့စစ်ကြောင်းထိုးရာကနေတိုက်ပွဲကမြို့သိမ်းတိုက်ပွဲပုံစံပြောင်းသွားတာအခုမြို့ပတ်ဝန်းကျင်တစ်ခုလုံးကိုတော်လှန်ရေးတပ်တွေထိန်းထားတယ်။မြို့ပေါ်မှာလည်းပြည်သူတွေမရှိတော့ဘူးစစ်ခွေးတွေလည်းပိတ်မိနေတာတွေရှိတယ်။ မင်းမြေစိုးမမှုကတော်လန်ရေးတပ်တွေဘက်ကစိုးမိုးထားတဲ့ဟုတော်လန်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်မော်တော်မျိုးပေါ်တွင်တိုက်ပွဲများအပြင်းထန်ဖြစ်ပွားပြီးနောက်မျိုးပေါ်မှစစ်သားတချို့ကနေဆက်ဘက်သို့ဆုတ်ခွာလာပြီးယနေ့နိုဝင်ဘာလ14ရက်နေ့နံနက်3:00နာရီအချိန်စစ်သား30နီးပါးမှထိုင်းဘက်သို့ခိုလုံလာကြောင်းထိုင်းစစ်တပ်ကမြန်မာစစ်သားများထံမှလက်နက်20ကျော်ကိုသိမ်းယူလိုက်ကြောင်းရင်းဖြစ်စဉ်ကိုစစ်ပေးရှောင်များကတွေ့ရှိဓာတ်ပုံများရိုက်ကူးရာထိုင်းစစ်တပ်ကဓာတ်ပုံနှင့်ဗီဒီယိုများကိုပြန်လည်ဖြတ်ခိုင်းခဲ့ကြောင်းသိရပါတယ်။ စစ်ပေးရှောင်တွေကိုလည်းထိုင်းဘက်ကအခုယာယီထိုင်းနိုင်ငံတဲ့ဝင်ခွင့်ပေးတယ်။စစ်ကွေးတွေလည်းမြို့ပေါ်ကနေစုလာတာစုစုပေါင်း30ကျော်တယ်။လက်နက်20ကျော်ကိုထိုင်းစစ်တပ်ကိုအပ်တယ်။အဲ့ဒါမနက်အစောကြီးဆိုတော့စစ်ပေးရှောင်တွေကလည်းသွားပြီးမှတ်တမ်းယူကြတာ။ထိုင်းစစ်တပ်ကအကုန်ဖျက်ခိုင်းပါတယ်။ဒီလာသူတွေအပြောအရတော့မြို့ပေါ်မှာစစ်ခွေးတွေအကုန်စုခွာကုန်ပြီဟုထိုင်းမြန်မာနယ်စပ်တွင်ခိုးလုံရောက်ရှိနေသောစစ်ပေးရှောင်တအုကရှင်းပြပါတယ်။ လက်ရှိတွင်ထိုင်းမြန်မာနယ်စပ်သို့မောရောင်မြို့မှပြည်သူ၃၀၀၀နီးပါးစေဘေးရှောင်ရောက်ရှိနေပြီးစာနယိတ်ခါဆေးဝါးနှင့်အမိုးအကာများလိုအပ်နေကြောင်းစေဘေးရှောင်ပြည်သူများတွင်တက်ကြီးရွယ်အိုများကလီငယ်များကိုဝင်ဆောင်မိခင်များအများပြားပါဝင်ကြောင်းသိရှိရပါသည်လက်တလုံးစစ်တပ်ကမောရောင်မြို့မကြစေရည်အတွက်လေကြောင်းတိုက်ခိုက်မှုများကိုအရှိန်အဟုန်မြင့်နေပြီးမောရောင်မြို့ကိုလေရင်ဖြင့်ပုံကျဲနေကြောင်းထို့ကြောင့်မောရောင်မြို့ပေါ်မှဈေးအပါဝင်ပြည်သူလူထု၏နေအိမ်များမိလောင်ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိကြောင်းပြည်သူများထံမှသိရပါသည် ဆက်လက်ပြီး KIA ထိန်းချုပ်ထားသောကချင်ပြည်နယ်နှင့်ထိစပ်နေသောနေဆက်ကိညာကိုတရုတ်ဘက်ကပြန်လည်ဖွင့်လှစ်မှုတစုံတရာညှိနှိုင်းမှုမရှိခဲ့ဟုဗိုလ်မှူးကြီးနော်ဘူးပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်တွင် KIO KIA ထိန်းချုပ်ထားသောနေဆက်မျိုးများနှင့်ထိစပ်လျက်ရှိသောနေဆက်ကိညာကိုတရုတ်နိုင်ငံကပြန်လည်ဖွင့်လှစ်လိုက်ပြီးရှင်းတို့ဖွင့်လှစ်ရန်တစုံတရာညှိနှိုင်းခြင်းမရှိခဲ့ကြောင်း KIO ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကသတင်းဌာနကိုပြောကြားပါတယ်။ အော်တိုဘာလ25ရက်နေ့မှာစတင်ပြီးတရုတ်နိုင်ငံကတဖက်သက်ပိတ်ပင်ထားသောနေဆက်ကိညာကိုပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီးရင်းတို့နေဆက်ကိညာဖွင့်လှစ်ရန်တစုံတရာညှိနှိုင်းမှုမရှိကြောင်းတရုတ်နိုင်ငံက၎င်းတို့ပိတ်ပင်ထားသည့်ကိညာကို၎င်းတို့သဘောဖြင့်ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းဘုံမူကြီးတော်ကပြောဆိုပါရယ်တရုတ်ကပြန်လည်ဖွင့်လှစ်လိုက်သည့်နေဆက်ကိညာတွင်မန်ဝိုင်းကြီးလွယ်ချေမိုင်းချာယန်လိုင်းစာကန်ပိုက်တီပန်ဝါနှင့်ဖီမော်တို့ဖြစ်ကြောင်းရှင်းတို့နေဆက်ကိညာကိုတရုတ်နိုင်ငံကပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရပါရယ် KNO KIA နဲ့ညှိနှိုင်းတာမရှိပါဘူးတရုတ်ကသူတို့ဘာသာသူတို့ပြန်ဖွင့်တာပါဟုဘုံမူကြီးတော်ဘူးကပြောပါတယ်အဆိုပါနယ်စပ်ကိညာမှတဆင်ကုံသွဲရေးများပြန်လည်စတင်နေတော့လေတရုတ်ဘက်ကကန့်သတ်ချက်တချို့ရှိနေကြောင်းစားနေရိတ်ခါနဲ့လူသုံးကုန်များတင်သွင်းမှုများရရှိသည်ဟုသိရှိထားကြောင်း KIA သတင်းရင်းမြစ်တစ်ခုကရှင်းပြပါတယ် KIA က2024ခုနှစ်နှစ်ကုန်ပိုင်းတွင်ကချင်ပြည်နယ်ရှိတရုတ်မြန်မာနယ်စပ်မြို့များကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်တရုတ်နိုင်ငံကတပ်ဖက်တပ်နှင့်စစ်ကိန်းများကိုပိတ်ပင်ခဲ့ကယခုအခါတွင်မှပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။